အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗာပြည်နယ်မှာအခုသတင်းပတ်အတွင်းကျောင်းတွင်းအခမဲ့ကျွေးတဲ့နေလေစာကိုစားသုံးပြီးတဲ့နောက်ကလေးတထောင်ကျော်အစာအစိမ့်သိမ်းမှုဖြစ်ပွားခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရယ်ဒီဖြစ်စဉ်ဟာသမရပရာဘိုဘိုဆူဗီယန်တိုရဲ့နေလေစာအခမဲ့ကျွေးမှုတဲ့အစီအစဉ်မှာနောက်ဆုံးအကြိမ်ဖြစ်ပွားတဲ့အစာအစိမ့်သိမ်းမှုဖြစ်စဉ်ကြီးဖြစ်လာပါရယ် အနောက်ကြဘာပြည်နယ်မှာရှိတဲ့နေရာလေးနေရာမှာကလေးအစုလိုက်အစာအစိမ့်သင့်မှုဖြစ်ပွားခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးဒီဒီမိုရာတီကစက်တမ25ရက်ကပြောကြားခဲ့ပြီးအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကကျန်းမာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်ဒီအစည်းအဝေးကိုဆိုင်းငံ့ထားဖို့တောင်းဆိုခဲ့ပါတယ်လွန်ခဲ့တဲ့တရင်ဘက်ကအနောက်ဂျာဘာနဲ့ဘဟိုဆူလာဝင်စီပြည်နယ်တွေမှာကျောင်းတွင်းနေလေစာစားသုံးပြီးတဲ့နောက် ចောင်းသားရှေ့ရကျော်အစာအစိမ့်သင့်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းအခုတစ်ချိန်ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာကလေးတန်း20ကျော်ကိုနေ့လယ်စာအစီအစဉ်ထောက်ပံ့ပေးနေပြီးနှစ်ကုန်မတိုင်မီကလေး83တန်းကိုကျွေးမွေးထောက်ပံ့နိုင်မှုအစီအစဉ်ထားတဲ့ဒီစီမံကိန်းရဲ့အစည်းအဝေးတွေနဲ့စီမံခန့်ခွဲမှုအပေါ်လူအများကမေးခွန်းထုတ်နေကြပါတယ်။ဒီစီမံကိန်းရဲ့ရူပီ187တရီလီယံဒေါ်လာ10.2ဘီလီယံဘတ်ဂျက်ကိုလာမယ့်နှစ်မှာနှစ်ဆတိုးသွားဖို့အစီအစဉ်ထားပါတယ်။ ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်ကကလေးငယ်တွေဖွံ့ဖြိုးမှုတက်နေတာကိုရှင်းချဖို့ဖြစ်ပါတယ်။လက်ရှိမှာအင်ဒိုနီးရှားကလေးတွေရဲ့20ရာခိုင်နှုန်းကျော်ဟာဒီအခြေအနေကိုကြုံတွေ့နေရပါတယ်။နေလေစာအခမဲ့ကျွေးမှုရဲ့အစားအစာတွေကိုစားသုံးပြီးတဲ့နောက်စက်တမ22ရက်ကအနောက်ဘန်တောင်းမှာကျောင်းသား480ကျော်နာမကျန်းဖြစ်လာခဲ့ပြီးစက်တမ24ရက်မှာကျောင်းသား3နဲ့စုကဘူမိဒေတာမှာကလေး980ထပ်မင်းနာမကျန်းဖြစ်ခဲ့တယ်လို့အုပ်ချုပ်ရေးမှူးမိုရာဒီကဆိုပါတယ်။ ကျွန်တော်တို့ဒီစီမံကိန်းကိုအ깨ဖြတ်ရမှာပါ။အရေးကြီးဆုံးကတော့ဒီအစားအစာတွေကိုစားပြီးနောက်ရလာတဲ့ကလေးတွေရဲ့စိတ်ဒဏ်ရာကိုဘယ်လိုကုစားပေးရမလဲဆိုတာပါလို့မူရာဒီကပြောပြခဲ့ပြီးအနောက်ဘန်တောင်မှာရှိတဲ့ဈေးရုံငယ်လေးတွေမှာနာမကျန်းတဲ့အကြောင်းသားတွေနဲ့ပြည်နေတယ်လို့ဆိုပါတယ်။ပရာဘိုဘိုရဲ့ယုံကတော့နောက်ဆုံးဖြစ်ပေါ်တဲ့အစားအသိမှုဖြစ်စဉ်တွေအပေါ်ချက်ချင်းမှတ်ချက်မပေးခဲ့ပါဘူး။ အခမဲ့နေ့လယ်စာကျွေးမွေးမှုအစီအစဉ်ကို ကုတ်ကဲနေတဲ့အမျိုးသားအာဟာရအေဂျင်စီအကြီးအကဲဒါတန်ဟင်ဒါရနာကတော့အစာအစိတ်သင့်မှုဖြစ်စဉ်တွေဖြစ်ပေါ်တဲ့နေရာတွေကမိဖို့ကြောင့်တွေကိုဆိုင်းငံ့ခဲ့တယ်လို့ဆိုပါရယ်အသက်15နှစ်အရွယ်လီစာဘီလာဆာဟာရာကကျောင်းကကျွေးတဲ့တက်သားနဲ့ပေပုံးနဲ့ချက်ထားတဲ့တူဘူးတွေကိုစားသုံးခဲ့ပြီးတဲ့နောက်စက်တမ24ရက်မှာနာမကျန်းဖြစ်ခဲ့တယ်လို့ဆိုပါရယ်